အားလုံးမင်္ဂလာပါအောင်ဟင်း channel မှာကြိုဆိုပါရစေကျွန်တော်ခုပြောပြမယ့်အကြောင်းအရာကတော့လူများများစီကိုတံမိုးပို့ပေးနိုင်လေလေငွေပို့ရလေလေပဲဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်အမြဲတမ်းမှန်ကန်တဲ့ပုံစံဒီတစ်ခုရှိပါတယ်အဲ့ဒါက more value plus more people equal to more money တံမိုးပို့ပေးအပေါင်းလူများများစီရောက်ရှိညီညာချင်းဝေပို့ရဆိုတဲ့ပုံစံဒီလေးပါပဲ ဒီပုံနေနီးလေးကရိုးရိုးလေးပါပဲဒါပေမဲ့အလွန်စွန်းအားကြီးတဲ့ပုံနေနီးဖြစ်ပါတယ်ဒီပုံနေနီးကိုတင်တကယ်နားလည်ပြီးလှုပ်ဆောင်နိုင်မယ်ဆိုရင်တင့်ဘွားနဲ့ဝင်ငွေကိုပြောင်းလဲစေနိုင်ပါတယ်ဒါကိုရိုးရိုးလေးရှင်းပြပါနံပါတ်1တန်ဖိုးပိုပေးမော် value တင်ဘာတွေပေးမလဲတန်ဖိုးဆိုတာကဘယ်ယာမဆိုဖြစ်နိုင်ပါတယ်ပြဿနာတစ်ခုကို ဖြည့်ရှင်းပေးတာမျိုးဖြစ်နိုင်တယ်လို့အချိန်ကုန်တက်တာစီတာလည်းဖြစ်နိုင်ပါတယ်ဘဝကိုပုံမလွယ်ကူစီတာပိုကောင်းစီတာဒါမှမဟုတ်ပိုပျော်စရာကောင်းစီတာကျမရေးဆက်ဆံရေးငွေကြေးကိုပုံမကောင်းမွန်စီတာကိုတန်ဖိုးတစ်ခုအဖြစ်ပေးနိုင်ပါတယ်ဥပမာပြောရရင် စပင်ညက်သမားကတင့်ကိုတန်ရှင်းတက်ရပြီးကြည်ကောင်းစီတဲ့စပင်ပုံစံတစ်ခုကိုညက်ပေးတယ်တင့်ကိုယုံကြည်မှုပိုရှိအောင်လုပ်ပေးတာကလည်းတန်ဖိုးပေးတာပဲ ဆရာတယောက်ကတင့်ကို နားလဲအောင်ကူညီပေးတာကလည်းတံမိုးပေးတာပဲတင်ကပို့ပြီးအကူအညီပေးနိုင်လေလေတင်ဟာ ပို့ပြီးတံမိုးရှိလေလေပါပဲနံပါတ်2လူများများစီ ရောက်ရှိ more people တင်ဘယ်သူတွေစီကိုရောက်အောင်လုပ်မလဲတင်ကတခုခုကိုအရန်တော်နေပြီမဲ့လူတယောက်နှစ်ယောက်ပဲသိရင်တင်ဆက်ပြီးပတ်စံမရှိနိုင်ဝင်ငွေတိုးဖို့ဆိုရင်တင့်ရဲ့တံမိုးတွေကိုလူများများစီရောက်အောင်လုပ်ပါ လူတရာကိုကူညီပါပြီးရင် လူတထောင်ပြီးရင်လူတသိန်းကိုကူညီပါ ဆိုရှယ်မီဒီယာစီးပွားရေးလုပ်ငန်းစကားပြောခြင်းစာရေးခြင်း YouTube စတဲ့လူများစီရောက်နိုင်တဲ့နီလန်းမှန်သမျှကိုအသုံးပြုပါသင်ရဲ့တန်ဖိုးကကျေပြန့်စွာပြန့်နှံ့ရပါမယ်နံပါတ်3ငွေပိုရမော်မန်နီသင်ဘာတွေရမလဲသင်ကတကယ်တန်ဖိုးတွေကိုလူအများစီကိုပေးတဲ့အခါသူတို့ကသင်ကိုပတ်စံပေးလိမ့်မယ် သူတို့ကအခြားလူတွေကိုလည်းပြန်ပြောပြလိမ့်မယ်။တင့်ဝင်ဝင်ကတဘာဝတိုင်းတိုးလာလိမ့်မယ်။ဥပမာပြောရရင်ဒေါ်လာ10တန်းဖြည့်ရှင်းနည်းတစ်ခုကိုလူ10ယောက်ကိုရောင်းရင်ဒေါ်လာ100ရ။အဲ့ဒီအရာကိုပဲလူ1000ကိုရောင်းရင်ဒေါ်လာ1000ရမယ်။တန်ဖိုးပို့ထည့်ပြီးဒေါ်လာ100နဲ့ရောင်းရင်လောက်ရမယ်။အခုတော့အဲ့ဒီလူအုပ်စုစီကနေဒေါ်လာ3000လဲရနိုင်ပါတယ်။ဒါကဂျိုးရှင်းတဲ့အမှန်တရားတစ်ခုပါ။ ဈေးကွက်ထဲကိုတင်ယူဆောင်လာတဲ့တံမိုးနဲ့ဓာတ်ရိုက်အချိုးကျတဲ့ငွေကိုရရှိတယ်။တင်ကူညီတဲ့လူရည်အတွက်နဲ့မြှောက်ထားတာပေါ့လို့ Jim Brown ကပြောခဲ့ပါတယ်။ကဲဘာလို့ရမလဲ။နံပါတ်1လူတွေကိုကူညီနိုင်တဲ့ကြွန့်ကျင်ပေါ်တစ်ခုကိုတင်ယူပါ။စာရေးတာ၊တင်ကြားပေးတာ၊ပြင်ဆင်တာ၊ဖန်တီးတာစသဖြင့်ပေါ့။နံပါတ်1ထူးချွန်အောင်လုပ်ပါ။သင်ရဲ့တန်ဖိုးကထင်ရှားရပါမယ်။နံပါတ်3သင်လူတွေကိုရှာပါ။အ ်အွန်လိုင်းမှာဖြစ်ဖြစ်အပြင်မှာဖြစ်ဖြစ်ပရိသတ်ဒါမှမဟုတ်ကိုယ့်ရဲ့တစ်ခုတိဆောက်ပါနံပါတ်၄သူတို့ရဲ့ပြဿနာတွေကိုရှင်းရှင်းလင်းလင်းနဲ့အမြဲတမ်းဖြေရှင်းပေးပါနံပါတ်၅ထက်ခါထက်ခါလုပ်ပါချဲ့ထွင်ပါဆက်ပြီးတိုးတက်အောင်လုပ်ပြီးလူများများစီကိုရောက်အောင်လုပ်ပါအကြံပေးချင်တာကတော့ပတ်စံပြက်လက်နေတဲ့အခါပဲဖြစ်ဖြစ်ဘာလို့ရမှာမသိတဲ့အခါပဲဖြစ်ဖြစ်ငါဘယ်လိုပတ်စံပို့ရမလဲလို့မိကုန်မထုတ်ပါနဲ့အစားထိုးပြီးမေးရမှာက ငါဘယ်လိုလုပ်ပြီးလူများများကို ပို့ပြီးတန်မိုးရှိတဲ့နီလန်းနဲ့ကူညီနိုင်မလဲလို့ပြောပါ။ငွေကတင်းနောက်ကိုအရှိန်ဟုန်နဲ့လိုက်လာပါလေ။တန်မိုးပို့ပေးလူများများစီရောက်ရှိငွေပို့ရဆိုတဲ့စီကံကလက်တွေ့ဘောမှာဘယ်လိုအလုပ်လုပ်လဲဆိုတာကိုဥပမာနဲ့ရှင်းပြပေးပါမယ်။နံပါတ်၁စီးပွားရေးဥပမာများပေါ့။ဥပမာ၁စတိကျော့အပ်ပါ။ တန်ဖိုးကရိုးရှင်းပြီးလှပတဲ့စွမ်းအားမြင့်တဲ့ဤပညာပစ္စည်းတွေ iPhone MacBook ကိုဖန်တီးပေးခဲ့လူများများစီရောက်ရှိကဘာတဝန်းကတန်ဖိုးများစွာသောလူတွေစီကိုရောက်ခဲ့ငွေပိုရ Apple ဟာ trillion ဒေါ်လာတန်ကုမ္ပဏီကြီးဖြစ်လာခဲ့သင်ခန်းစာကိုပြောရရင် သူကအရေးသွေးဒီဇိုင်းနဲ့နှိမ့်စင်ပြဿနာတွေကိုဖြေရှင်းပေးဖို့အာရုံစိုက်ခဲ့တယ်အဲ့ဒါတွေကိုကဘာတဝန်းကို ဖြန့်ကျက်ပေးခဲ့ဥပမာနှင့် ဒေသခံကော်ဖီဆိုင်ပိုင်ရှင်တန်ဘူးကအရသာရှိတဲ့ကော်ဖီကိုမြန်မြန်ဆန်ဆန်ပြုံးရွှင်တဲ့မျက်နှာနဲ့တက်တောက်တက်တာရှိတဲ့နေရာမှာဝန်ဆောင်မှုပေးတယ်။လူများများစီရောက်ရှိတနေ့ကိုလူ20 30နဲ့စတယ်။ပြီးတော့တစ္ဆာရှိတဲ့ဖောက်တယ်တွေတိုးလာ။ဝီပိုရအောင်မြင်မှုဆက်ပြီးထပ်ခါထပ်ခါရလာတော့ဆိုင်ကွဲတွေထပ်ဖွင့်နိုင်တယ်။ franchisee လုပ်ငန်းပုံစံ license ရောင်းနိုင်တယ်။သင်ခန်းစာကိုပြောရရင် လုပ်ငန်းတည်တည်လေးတွေတောင်မှ လူများများရဲ့ပြဿနာတည်တည်လေးတွေကိုဖြေရှင်းပေးနိုင်ကြီးမားတဲ့အောင်မြင်မှုတွေရနိုင်တယ်။နံပါတ်2အသက်မွေးဝန်းကြောင်းဥပမာများဥပမာ1 software engineer တန်ဖိုးလူသန်းပေါင်းများစွာသုံးတဲ့ application တွေကိုဖန်တီးနိုင်တဲ့တန်ရှင်းကောင်းမွန်တဲ့ကုတ်တွေ ရေးတယ်။လူများများစီရောက်ရှိကုမ္ပဏီကြီးတစ်ခုအတွက်အလုပ်လုပ်တာဒါမှမဟုတ် သူ့ရဲ့ကိုပိုင် software ကိုဖန်တီးတယ်ဝေပိုရလစာများများရတယ်ဒါမှမဟုတ်ထုတ်ကုန်တွေကနေမူပိုင်ခွင့်ချေ royalty ရတယ်သင်ခန်းစာကိုပြောရရင်အတုံးပြုသူတွေကိုကူညီပေးနိုင်တဲ့ကြီးမားတဲ့ဤပညာပြဿနာတွေကိုသင်ဖြေရှင်းပေးနိုင်ရင်ကုမ္ပဏီတွေကဈေးကောင်းပေးပြီးအခကျင်းငွေပြီးချေပါလိမ့်မယ်ဒီလိုပဲကျမ်းမာရေးဝန်ထမ်းတွေဟာလူနာဘလောက်များများကိုဘလောက်တန်ဖိုးရှိတဲ့ကျမ်းမာရေးဝန်ဆောင်မှုပေးလဲဆိုတဲ့ အပေါ်မူတည်ပြီးငွေရကြပါတယ်။နံပါတ်3 online ဥပမာဥပမာ1 YouTuber ဒါမှမဟုတ် influencer ဩဇာရှိသူတံပိုးဗီဒီယိုခွေတွေကနေဖျော်ဖြေရေးတင်ကြားမှုဒါမှမဟုတ်စိတ်ထခွန်အားတွေပေးတယ်။လူများများစီရောက်ရှိ ထောင်ပေါင်းများစွာကနေသံပေါင်းများစွာသောကြည့်ရှုသူတွေစီရောက်ရှိတယ်။ဝေပိုရကြော်ညာတွေ brand D တွေ digital ထုတ်ကုန်တွေကုန်ပစ္စည်းတွေရောင်းရတယ်။သင်္ကန်းစာကိုပြောရရင်သူတို့ကအထမဲ့တန်ဖိုးတွေပေးတယ်၊ယုံကြည်မှုတိစောက်တယ်ပြီးတော့သူတို့ရတဲ့ပိဋကစီကနေဝင်ငွေရှာကြတယ်။ဥပမာနှင်းတန်ဖိုးအတုံးဝင်တဲ့ကျွမ်းကျင်မှုတစ်ခုဥပမာဒီဇိုင်းဈေးကွက်ရှာဖွေရေးစံမှကြန့်ခိုင်ရေးကိုတင်ပေးတယ်။လူများများစီရောက်ရှိ UD Mine Capture B စတဲ့ platform တွေကနေကဘာတဝမ်းကចောင်းသားတွေစီကိုရောင်းချတယ် ဝီပိုရ10ဒေါ်လာတန်သင်္นานတစ်ခု အမြောက်လူတစ်တောက်ဒေါ်လာတသိန်းရရှိ သင်္นานသာပြောရရင်တင့်ကျွမ်းကျင်မှုကိုတန်ဖိုးဖြစ်ပုံသွင်းပါအဲ့ဒါကိုလူအများစီဖြန့်ဝေပါ ပြီးတော့အချိန်ချင်းအခါကဝင်ငွေရလာပါလိမ့်မယ်ဥပမာ3 freelancer ဒါမှမဟုတ် coach ကြီးပြသင်္นานပေးသူတန်ဖိုး client တွေရဲ့ကိုရေးကိုတာဒါမှမဟုတ်စီးပွားရေးပြဿနာတွေကိုဖြည့်ရှင်းပေးတယ် စာရေးခြင်းကျမ်းမာကြံ့ခိုင်ရေးဘဝလမ်းညွှန်မှုလူများစီရောက်ရှိ client အနေငယ်နဲ့စပြီးနာမည်ကောင်းနဲ့ညှို့ဆူမှုတွေကနေတဆင့်တိုးတက်လာတယ်။ဝေပိုရသူတို့ရဲ့တန်ဖိုးတိုးလာတာနဲ့အမျှ client တူဒေါ်လာ90ကနေဒေါ်လာ900ဒေါ်လာ9000အထိတောင်းခံနိုင်တယ်။သင်္ကန်းစာပြောရရင်တကယ်ပြဿနာတွေကိုဖြေရှင်းရမှာ သင်ပိုတော်လေးယူရီကသင်ကိုပို့မိုးပေးချေလေးပါပဲ။နောက်ဆုံးပြောချင်တာကတော့ ံမိုးပို့ပြီးသင်ဘာတွေပေးမလဲလူများစီကိုရောက်ရှိသင်ဘယ်သူတွေကိုဝန်ဆောင်မှုပေးမလဲဝေပိုရအပြန်လာအနေနဲ့သင်ဘာတွေရရှိမလဲဝင်ငွေ တိုးချင်ရင်ပတ်စံနောက်ကိုလိုက်ပါနဲ့ဖြည့်ရှမ်းမဲ့ပြဿနာတွေနဲ့ကူညီရမဲ့သူတွေနောက်ကိုလိုက်ပါငွေကသင်နောက်ကိုလိုက်လာပါလိမ့်မယ်အလုံးအင်းနဲ့ပေါ့အစအဆုံးကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးပြန်ပါတယ်နောက်နောက်လိုလိုကူကြည့်ရှုနိုင်ဖို့ subscribe ကိုချိန် နှိပ်ပေးထားပါလို့မြစ်တာရက်ခံပါတယ်။လိုက်နဲ့ရှယ်လို့လည်းနှိပ်ပေးစီတင်ပါတယ်။လူသားအားလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Have a nice day